AmiHand application ဆိုတာပါတယ် Lubrica AmiHand application ကိုအသုံးပြုပြီးတော့ megabyte တွေ point တွေ minute တွေပါလို့အလကားရနေရလဲကဲဒီနေ့ဗီဒီယိုမှာတော့အလကားကွန်ဆင်းကြီးကိုပြပြပေးတော့မှာဖြစ်ပါတယ် AmiHand application ဆိုတာကကျွန်တော်တို့ MyHand original application တွေကဥဒေကင်ကိုခွဲထုတ်ထားပြီးတော့ထပ်ထားပြီးတာ version ဖြစ်ပါတယ်ဒါကြိုးကျေးဇူးရှိလဲဆိုလို့ရှိရင်တော့အချိန်ကိုစောင့်ရမ်းစောင့်ရမ်းတက်တာတယ်ဆိုလို့ရှိရင်စောရတာစောင့်ရမ်းလွယ်တယ်ပြီးရင်ဂျင်းလုံးဝမဟုတ်ဘူးကျွန်တော်တို့ပူရိုင်းပြီးမှပါပပိုင်းညာခေါ်ရတယ်စောက်ခွက်မရိုက်ဘူးရှင်းပြရင်တော့ free ပေးထားဖြစ်ပါတယ်လုံးဝ100% free application ပါ okay ကျွန်တော် MEN application ကိုတောင်းပြီးအခုစမ်းပြီးရောဆော့ပြမယ် bear application လဲဆိုလို့ရှင်တော့ဒီကောင်းလေးဖြစ်ပါတယ်ဘယ်မှာတောင်းရမလဲဆိုလို့ရှိရင်တော့ Telegram မှာတင်ပြထားပါတယ် Telegram ကိုဘယ်လိုလာမလဲဆိုရင်တော့အခု YouTube ကနေကြည့်နေရင်တော့ကျွန်တော် link ချပေးထားမယ်အဲ့ကနေတင်ပြီးတော့လာခဲ့ပါအဲ့ကနေတောင်းတဲ့နေရာတင်ပြီးရောက်ပြီးတော့ဒီခါလေးတောင်းပြီးဆော့ရုံပါပဲ Okay ရေရွေးပြောကျွန်တော်တို့ application နဲ့ဝင်မယ်เนาะဒီကောင်းလေး Okay application ရောက်တာနဲ့ဒီကောင်ဖုန်းနံပါတ် or key ပြောတဲ့ဖုန်းနံပါတ်ကျွန်တော်ဖုန်းနံပါတ်ကိုကျွန်တော်ထည့်မယ်ခေါ်ရင်တော့ကျွန်တော် set လောက်မှာဖြစ်ပါတယ်ကျွန်တော်လည်းမသိရင် okay ဒီကောင် OTP တောင်းတယ် okay ကျွန်တော် OTP copy UB ထည့်ပြီးလိုက်ရပြီ okay ကျွန်တော် nickname nickname ကိုတော့ကိုယ်နာမည်ထားရင်ထားပေါ့ကိုယ်ကနေကိုယ်ချိန်တဲ့အားထားအဆင်ပြေတယ်အဲ့ဒါတော့ okay နောက်ထည့်ပြလို့ရှိရင်တော့ဒီမှာ data တွေပါမယ်ပြီးရင် price sms ပြီးပြီးရလို့ရှိရင်တော့တို့ကဘယ်လောက် member လဲ point ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့ပြပေးရဒီမှာဒီကောင်းလေး okay ဘယ်အနေစောရမလဲဆိုလို့ရှိရင်တော့ဒီကောင်းလေးကနေစပြီးစောရမှာအဲ့ဒါမလုပ်ခင်ကျွန်တော် setting change မို့လို့လဲ setting change မို့ရတော့ဒီကောင်းလေးကိုတော့ဒီမှာ icon လေးမှာလုံညောင်းလေးကိုနှိပ်လိုက်နှိပ်ပြီးရလို့ရှိရင်ဒီမှာ setting ဆိုတာရှိရ setting လေးကိုချနိုင် okay setting အဲ့မှာအကောင်လုံးကတူရနေချိန်ထားပြီးဒါတကယ်လို့ ကိုကမချိန်ညင်ဘူးဘာညာဆိုလို့ရှင်တဲ့ကိစ္စမရှိဘူးရတယ်။ခုလောတယ်တော့ channel အကြောင်းနေမပြောဘူး channel အကြောင်းနေတည်ခြင်းနောက်ထပ်ပြီးတော့ဆောင်းပြီးတော့လေ့လာပေး။ Okay ခုလောတယ်တော့ကျွန်တော်ဆန်းဆော့ပြပေးမယ်။ဆိုရင်တော့ wifi ချိတ်တာ my application เนี่ย data နဲ့ပဲဝင်လို့ရတာ ဲ့ဒါတော့ကျွန်တော်တို့ဒီကပြောင်းလိုက်တာမဟုတ်ကျွန်တော်တို့ original application မှာလည်း my dad data only ညပဲဝင်လို့ရအောင်လုပ်ထားတာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ AMD သုံးတဲ့ခါမှာလည်း wifi နေပိုင်းနဲ့မရဘူးလုံးဝ internet only ညပဲအဆင်ပြေတယ်ဒီကောင်ကရာဇဝင်ရှိရနော်ကျွန်တော်ခြိုက်သွားစီရမယ်ဆိုရဲဟာရာဇဝင်ရှိရရာဇဝင်ရှိလို့ကျွန်တော်တင်ထားတာဒီပုံလေးကို Okay အထက်ရောက်သွားနေကျွန်တော်တို့ solve ရမယ့်နေရာတွေက အခုမှစဆောင်မဲ့တူတယ်ဆိုလို့ရှိရင်ဒီမှာ infinity mode ရှိရယ်ပြီးရလို့ရှိရင် quad mode ရှိရယ် quad mode ကတော့ကျွန်တော်တို့အသေးအသေးရှိမှဆောက်လို့ရတယ်အသေးကတော့ကျွန်တော်စီမှာဝယ်လို့ရတယ်ဒါမှမဟုတ် quad ကိုရှာလို့ရတယ်ကျွန်တော်ဆမ်းပြီးတော့ဆော့ပြပေးမယ်အခုတော့အဲ infinity mode ထဲကကျွန်တော်တို့ normal mode ကိုချက်ဆော့မယ်โอเคสปีด30เนี่ยออโตรันเนี่ยเนาะลงมาส่องให้เหมียนเลยโอเคนําเมมพี่ด้วยอ่ะนะตัวเวอร์ตั้งซะว่ะบาวซอ เนาะหัวพ่นน่ะหมดโซสิ่งเนี้ยมาจนออโต้เพลย์พ่นน่ะตะปวยพี่ตะปวยซ้อออโต้เพลย์พ่นน่ะออโต้เพลย์ไปได้ဒါတော့အမိအန်ဒီနောက်ဆုံး update เนาะ နောက်ဆုံး break 1.0.7ထင်တယ်။ People Stability ဟုတ်ကဲ့ကျွန်တော် Infinity Mode ထဲမှာကျွန်တော်ခုန Normal Mode ဆော့ပြီးကြာပြီဆိုတော့ကျွန်တော် Hero Mode ဆော့ပြမယ်။ကိုရောတယ်လာမှာကာဘိုက်ဒီပွိုင်းကြီးပေးရချိန်မို့ဒီလိုနော်ပါမရအောင်။ Okay ပြရလို့ရှင်ဝါမုတ်ဆော့မယ်။ โอเคပြောရင်ဆိုရင် point တပုံးလာတယ်ဒါတော့ megabyte ပေးရ point ပေါ့โอเค16 megabyte 16 megabyte မဆိုးပါဘူးရတော့ရပါတယ်အခုမှ software တူဆိုရင်တတိထားစေချင်တာကဒီမှာကျွန်တော်တို့လက်အိတ်ဝယ်ဖို့လိုတယ် e-commerce ထဲမှာလက်အိတ်ဝယ်ဖို့လိုတယ်လက်အိတ်ကိုကျွန်တော်တို့ဒီမှာเนาะ e-commerce ပြီးရောလို့ရှိရင်ဒီမှာဒီကောင်းထဲမှာโอเคလက်အိတ်ကိုကျွန်တော်တို့ဒီမှာနာနိုလောက်အနည်းဆုံးဝယ်ဖို့လိုတယ်နာနိုလက်အိတ်ကိုအနည်းဆုံးဝယ်ဖို့လိုတယ် အင်နာတို့လည်းအဲ့ရှိမှဆော့ရတာတော်တော်လေးအဆင်ပြေပါကျန်တဲ့ဟာတွေလုံးဝမဆောင်မထိုးနဲ့ကျန်တဲ့ဟာတွေလုံးဝမဆောင်မထိုးနဲ့ဒီနာနိုပဲဝယ်လိုက်စိတ်2000ပေးရတယ်စိတ်ဘလို့ရအောင်လုံးဝမလဲဆိုလို့ရှင်တော့ကျွန်တော်တို့အသေးရှာမယ်အသေးအသေးကနေပြီးတော့ကျွန်တော်တို့စိတ်ပြောင်းအောင်မယ်စိတ်ပြောင်းဖို့ရအတွက်ဒီမှာ quest mode ထဲမှာသွားဆော့ရမှာ quest mode quest mode ထဲမှာဒီမှာ treasure quest ဆိုတာရှိရဲ treasure quest ကနေပြီးတော့ကျွန်တော်စိတ်ရှာမယ်โอเคကျွန်တော်တပွဲရှာပြီးမယ်ပိုင်ဝက်3ရဲ့ โอเคဘာလို့ပိုင်ဝဲ3ဖြစ်နေအောင်အသက်က3ခုပဲကုန်တော့လားโอเค1500ဖြစ်သွားပြီအသက်3ခုနဲ့ကျွန်တော်1500ဖြစ်တယ်เนาะအသက်3ခုတော့မဟုတ်ဘူးကျွန်တော်တေချာပေါ့6ခုကုန်ပါ6ခုကိုဘာလို့ဒီမှာ3ခုပဲပြရအောင်မသိဘူးဒီမှာပြတာမမှန်အောင်เนาะအမှန်တကယ်အသက်6ခုနဲ့စိန်1500လဲရမှာโอเคစိန်1500စိန်ရနေပြီးတော့မှကျွန်တော်တို့ခွာနာပြတဲ့လက်ရိတ်ကိုတွားပြီးတော့တစ်ချက်ဝယ် စိန်တောင်းတယ်လေအဲ့ဒီချက်ဝဲအဲအဲ့ဒါလေးကိုယူရလို့ရှိရင်တော့ကြောက်တုံးစီရမှာအခုမှဆက်ဆော့မဲ့ member ဆိုလို့ရှိရင်တော့ကျွန်တော် hero ကလည်းပေးရမြင့်နေတယ် hero လည်းပေးရ26ဆိုကြတော့တော့တောင်းတောင်းတီးမှာမဟုတ်ဘူးအခုမှဆက်ဆော့ရတူဆိုလို့ရှိရင်ဒီကြောက်တုံးလေးရှိဖို့လည်းအရေးကြီးတယ်အဲ့ကြောက်တုံးလေးတစ်ခါအတိကအရေးကြီးဆုံးကြောက်တုံးလေးပြောပါဆိုလို့ရှိရင်တော့ဒီကောင်ဒီကောင်လေးရအောင်လို့ဒီကောင်အဲ့ကောင်လေးကကြောက်တုံးနေရတော့စော်ရင်းနဲ့လည်းပေးရအားကြောင့်တော့တိတ်ပြီးတော့ခိစားမရှိဘူးစော်ရင်းနဲ့ မလုံအောင်မလို့ခြင်းချက်ချင်းတန်းဆော့ခြင်းနဲ့ချက်ချင်းပုံပြစ်တန်းရခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီမှာကြောက်တုံးလေးအရေးကြီးဆုံးဟာဒီကောင်လေးနော်ပြီးတော့လို့ရှိရင်အဲ့ကောင်လေးရဲ့ပြီးတော့မမရဲ့မောင်လေးอืมမမရဲ့မောင်လေးဒီမှာမမရဲ့မောင်လေးအမ်ချိုးနဲ့ချောင်းနဲ့တွေ့လာအဲ့မမရဲ့မောင်လေးအဲ့နှစ်ခုအဲ့နှစ်ခုရလို့ရှိရင်အဲ့နှစ်ခုလုံးတခါလေးထည့်ပြီးတော့ဆော့လာရဆိုလုံအောင်အဆင်ပြေရယ်โอเคကြောက်တုံးလေးကိုမလို့ခြင်းဆော့ရတာမလို့ခြင်းဆော့ရင်းနဲ့ကြတာမလို့ခြင်းတခါလေးတန်းဝယ်ခြင်းဆိုလို့ရှိရင်ရတယ်ကိစ္စမရှိဘူးဒီမှာကျွန်တော်တို့ store တွေကိုတွား ပထမဆုံးစသားဆော့ခြင်းနဲ့စသားဆော့ခြင်းလူဆိုလို့ရှိရင်တကြပေါ့ပုံပြရရဖို့ရခတ်တယ်။နော်ပုံပြရဖို့ရကကျွန်တော်တို့ဟတ်ထားပြီးသားဆိုရင်တော့မှစတင်တခြားချိန်တဲ့ရင်တော့ရတယ်စတင်ထဲမှာတွေးရအများကြီးထားလိုက်လို့ရှိရင်တခါလေးကြလို့ရှိရင် NaN ဆိုပြီးတော့ NPC တွေကပါလုံးဝမတည်ရောဖြစ်တိုင်းတယ်အဲဒါကြောင့်မလို့โอเคကျွန်တော်တို့ဒီမှာ setting ကိုလုံးဝမထိပဲနဲ့ဒီကောင်းလေးကိုပဲတစ်ချက်သွားလိုက်အမ်အဲ့မှာစိန်လေးရနဲ့ကြောက်တုံးလေးကိုဝယ်ပလိုက်ကြောက်တုံးတနည်းကို10လုံးဝယ်လို့ရတယ် အဲ့ဆက်လုံးစိန်လေးကြောင်တော့ကုန်ပါပေါ့စိန်ရတော့ဘဖို့စီကြီးတော့ရမယ်တကယ်လို့စိန်ရှားတာတဲရှားတာစင်ပြေဘာညာဆိုကျွန်တော်စီကိုလာပြီးဝယ်လို့ရတယ်ကျွန်တော်ရောင်းပြပါတယ်โอเคဒါတော့ညညာလေးပေါ့ကစားကောင်လဲမဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ store ထဲကိုသွားမယ်နော်โอเค store ထဲမှာဒီမှာကျွန်တော်တို့ diamond 200ကိုကစားကောင်5ခုရပါတယ်အဲ့ဒါလေးကိုလဲလို့ရပါတယ်โอเคကျွန်တော်လဲပြပေးမယ်โอเคတွေ့လားမတက်သွားရင်နော်အပေါ်မှာ အဝိုင်းကတော့တော်တော်လေးလဲပါတယ်ဘောင်းဆိုဆာဗာကြက်နေလို့လဲရလဲရတော့တော်လေးကိုတိုင်ပတ်ပါတယ်โอเคတွေ့လားပုံမှန်တော်လေးကိုတက်သွားရေးစားကုန်နေကဲစင်ပြေကြရပါစေโอเคဒီနေ့ဗီဒီယိုကတော့တော့ပါပဲအားလုံးပဲကြည့်ရှုပြီးရတော့ကျေးဇူးတင်ပါတယ်စူကြီးလည်းပေါက်ကြပါစေမကာဘိုက်တီပွိုင်းနေလဲတိန့်ချီကြပါစေပေါ့